အပိုင်းသုံးမှာဗာလေးရေးထားလဲဆိုတော့လောကသဘာဝအတက်ကြဆိုတာတက်ပြီးရင်ကြရမှာဖြစ်တယ်လို့ကြရကလည်းပြန်တက်နိုင်တာပါပဲတက်ရကနေကြသွားတဲ့အခါအကြမနာဖို့နဲ့ကြသွားရင်လည်းပြန်ထစိတ်အနာမရဖို့ကြိုးစားရမှာပါဘဝမှာဘသူမှတသက်လုံးအထက်မှာမရှိနိုင်တယ်လို့အောက်ကလူတွေလည်းအထက်ကိုတက်နိုင်ကြတာဖြစ်တဲ့အတွက်အထက်ရောက်နေလို့လည်းမန်မောက်နေဖို့မလိုတယ်လို့ အောက်ရောက်နေလို့လေနောက်ကောက်ကျနေပြီဆိုတဲ့ခံစားချက်နဲ့အတွေးမမှောက်ဖို့လိုပါတယ်အစိုးဆုံးကအတွေးမှောက်တာပါ အတွေးမှောက်ရင်ဘေးရောက်တတ်တယ်လို့ဘေးရောက်ရင်လည်းမေးလျှောက်ဖို့တော့မလွယ်ပါဘူးအဝေးမရောက်ခင်အတွေးဖြောင်းအောင်ပြင်ကျစေချင်တာပါပဲအတွေးဖြောင်းနေတဲ့သူဟာတက်ရကကြသွားလဲအကြမနာတယ်လို့ကြရက ပြန်ထဖို့လဲအထမကြပါဘူးအရေးကြီးဆုံးကအတက်ကြဆိုတာကိုလက်ခံ တက်နေတဲ့အခါတတိထားကြာနေတဲ့အခါကုသိုလ်ပွားဗျာမများဖို့အရေးကြီးတာပါ